်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်နဲ့လူငယ်များစကားဝိုင်းကိုဇန်နဝါရီတရက်ကနေပြီးတော့ရှိ MICC2 မှာကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီစကားဝိုက်ကိုငင်းငယ်ရေးစကားဝိုက်လို့ကောင်းစေပေးထားပြီးတိုင်းနယ်ပြည်နယ်အသီးသီးမှာကိုစားပြုလူငယ်ဆက်ချီဦးတယောက်ကဆွေးနွေးခဲ့ကြပါတယ်။ပထမဦးဆုံးနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့လူငယ်ဆက်ချီဦးဟာငင်းငယ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ကဘာကြောင့်ငြိမ်းချမ်းရေးမရရှိတာလဲဆိုတာကိုဆွေးနွေးမြင့်မြတ်ရာအချို့လူငယ်ကိုယ်စားလှယ်တွေကဘုံတူညီချက်ရရှိဖို့လိုအပ်တယ်လို့လက်လက်ကိုင်ဖွဲ့စည်းတွေကြောင့်လည်းမငြိမ်းချမ်းတာဖြစ်ကြောင်းအဲ့ဒီအပြင်နှစ်ပေါင်း60အတွင်းမှာဖြစ်ပေါ်လာတဲ့စစ်ပွဲအကြောင်းအရာတွေနဲ့နိုင်ငံရေးအကြောင်းအရာတွေစတဲ့အကြောင်းအရာချက်လက်တွေကြောင့်ပုံမမငြိမ်းချမ်းမှုတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့မွန်ပြည်နယ်တထုံမြို့နယ်ကလူငယ်ကိုယ်စားလှယ်ခေါအောင်မျိုးသိန်းကဆွေးနွေးပါတယ်ဒီမငြိမ်းချမ်းရေးအကြောင်းအရာကတော့ဒီ ဒီဝင်းချောက်ထဲမှာခံပြီးလာခဲ့တဲ့စစ်ပွဲဆိုတဲ့အကြောင်းတရားတွေရောကျွန်တော်တို့နိုင်ငံရေးပြဿနာဆိုတဲ့အကြောင်းတရားတွေရောဒီတရားစာဆိုတဲ့အကြောင်းတရားတွေရောတတိပြည့်နဲ့အကြောင်းတရားတွေကကျွန်တော်တို့ကိုပို့ပြီးတော့ဟိုများလာတယ်ဘယ်တော့နောက်တော့လည်းကျွန်တော်ရဲ့လူငယ်နောက်လူငယ်နောက်နောက်ဆက်ဆံတဲ့လူငယ်တွေပေါ်မှာလည်းငင်းကြအောင်ဖန်တီးမှုတို့ကိုကျွန်တော်တို့မလုပ်ပေးနိုင်ဘူးဆိုရင်ဒီတက်ပေါ်လာတဲ့ဒီမငင်းကြရတဲ့အကြောင်းတရားတွေဟိုဖြစ်လာမှာကိုလည်းလို့ဆိုရည်ပြေပေါ်လာတာကြောင့်ကျွန်တော်တို့ကျွန်တော်မြင်ရတော့ဒီမင်းညာရဲ့အကြောင်းတရားကတတိယနဲ့ပို့ပြီးတော့ဝေဖောက်လာတယ်ဆိုတာနဲ့ယူဆတယ်ပေါ့နော် လူငယ်ကိုယ်စားလှယ်တွေဝေရောက်ဆွေးနွေးတဲ့ဘာကြောင့်ငញ្ញမ်းရေးမရရှိရတာလဲဆိုတဲ့မင်းမြတ်ဆွေးနွေးမှုအပေါ်နိုင်ငံတော်ဦးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆက်စုကြည်ကစစ်ပွဲတွေဖြစ်ပေါ်တဲ့အခါလက်နက်ကိုက်ပြီးတိုက်ပွဲဝင်ရင်အချိန်တိုအတွင်းမှာအောင်မြင်နိုင်ပေမဲ့ရေရှည်ငញ្ញမ်းရေးရဖို့ဆိုတာပြည်တော်စုစိတ်သက်ရှိရမှာဖြစ်တယ်လို့ပြောကြပါဗျာ။ဘုံပြူကြီးရဲ့ဆိုတာဘာဖြစ်တယ်လဲဆိုတာပြည်တော်စုစိတ်သက်ပြည်တော်စုစိတ်သက်ကအားလုံးမှရှိနေဆိုလို့ရှိရင်ကြံနိုင်ရကြောပါနိုင် ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုအတွက်ပဲကိုစဉ်းစားနေနေရှင်တော့ဟိုဒီရောင်စုစိတ်ကြောင့်မဟုတ်တော့အားလုံးကဒါငါတို့ဒီရောင်စုကြီးကိုဟိုထူထောင်ဖို့အတွက်ဘာလိုအပ်တယ်ငါတို့ဘာလုပ်ပေးနိုင်တယ်အဲ့ဒါကိုဒီခါခါပြောပါတယ်ညီညာရေးမှာသူရဲ့ဘက်မှာဝင်ပါတဲ့လူတွေကနံပါတ်၁ငါတို့မှာရနိုင်တယ်ဆိုတော့မစဉ်းစားပါနဲ့ငါတို့မှာပေးနိုင်တယ်ဆိုတော့စဉ်းစားပါလို့ အဲ့ဒီညဉ့်ညက်ရေးစကားဝိုင်းမှာတိုင်းနယ်ပြည်နယ်အသီးသီးကကိုစားပြုကိုစလဲရီရဲ့မင်းမြတ်ဆွေးနွေးမှုကိုနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ကဆွေးနွေးဖြေကြားတဲ့အပြင်အွန်လိုင်းကပေးပို့လာတဲ့မင်းမြတ်ချက်တွေကိုလည်းပြန်လည်ဖြေကြားခဲ့ပါတယ်။နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လူငယ်များစကားဝိုင်းကိုနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆတ်စုကြည်တိုင်းနယ်ပြည်နယ်အသီးသီးကိုကိုစားပြုတဲ့လူငယ်ကိုစလဲရီနဲ့ဌာနဆိုင်ရာအသီးသီးမှဝင်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်။ ဒီသတင်းကိုစံရွယ်ညွှန်ပြူတို့ကနှီးယူခိုင်ကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေဦးကတင်ဆက်ထားတာပါ။